မာဗုဒ္ဓဝင်ဒုတိယတွင်မိကွန်ကောရမမြတ်စွာဘုရားအလောင်းတော်အားကောရမမြတ်စွာဘုရားအလောင်းတော်အားနိယတပြားတဲ့ပြီးတော်မူခဲ့သောဘုရားရှင်ပေါင်းမြည်များရှိခဲ့ပါသည်နိ24စု ကောရမဗျာလောင်းတော်သည်ပါရမီတော်တို့ကို ဖြည့်ခြင်းစီးပူခဲ့ရာ အလုံးစုံပြည့်ဝခြင်းအဆုံးသတ်ဖြစ်သောဘဝသည်မိတိဘဝတွင် ဖြစ်ပါသနည်းဝေတန္တရာဝေတန္တရာမင်းဘဝပါနော်လောင်းတော်ဒေတအန်ဒေတာကေတုအလောင်းတော်ဒေတာကေတုနတ္တာတိ နစည်းစိန်ကိုတုတီတာ နတ်တို့ဤအရေးအတွက်အဖြစ်နှစ်ပေါင်းမြည်မြကြအောင်ခန်းစားခဲ့ပါသည်။နှစ်ပေါင်းလေးတောင်းဩတာကောလာဟာလာကိုမြည်သည့်ပုဂ္ဂိုလ်များကဟစ်အော်ကြွေးကြော်ခဲ့ကြပါသည်။သုဒ္ဓဝါဒပြမာကြီးများဗုဒ္ဓကောလာဟာလာကိုသုဒ္ဓဝါဒပြမာကြီးများကဟစ် အော်ကြွကြော်ခဲ့ကြပါသည်ဘုဒ္ဓကောလာဟာလသည်လူပြည်လောက၌လူပြည်လောက၌နှစ်ပေါင်းမြည်များကြိုတင်၍ဖြစ်ပေါ်ခဲ့ပါသည်နှစ်ပေါင်းတစ်ထောင်နတ်သားနတ်သမီးများ နတ်တတန်းစေကုံကာနီး၌ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သည့်ပုဗ္ဗနမိတ်အရေအတွက်မြင်များရှိပါသည်နိပုဗ္ဗနမိတ်အရေအတွက်၅ပါး 5ပါးရှိတယ်ဗောနော်လူပြီးဆင်း၍မေရောဝမ်း၌ပရိတန်တေတီရောမူပါယံစကြဝဠာတိုက်တောင်းမှာနတ်မြမတို့တောင်းပန်ချိန်၌အလောင်းတော်နတ်တာနတ်တတန်စေကုံကာနီးဒီလူတို့အည်အတွက်အပြင်ရက်ပေါင်းမိများရှိပါသည်နီးခொနရက် ဘုရားရှင်ပွင့်အဘုရားရှင်တိုင်းပွင့်ထွန်းရာဘုရားရှင်တိုင်းပွင့်ထွန်းရာသဘူဒိတ်ကျွန်းသည်အတိုင်းရှိပမာဏအဖြင့်ယူဇနာပေါင်းမြည်မြကျဲဝန်းပါတနည်းယူဇနာပေါင်းတသောအလောင်းတော်ပရိတန်တေယူချိန်၌မေတော်မာယာတိလူကြီး၌နေဖို့ယံတတ္တံမြည်မြရှိပါသေးတနည်းဆေလာနှင့်ခုနှစ်ရက် ကာမဂုဏ်ချမ်းသာမျိုးမျိုးတို့စုဝေးတည်နေရာကာမဂုဏ်ချမ်းသာအမျိုးမျိုးတို့စုဝေးတည်နေရာနန္ဒဝံဥယင်တိတာဝရင်တာနတ်ပြီးဒုဒတနဒုဒတနနံမျိုးတော်ဤမိတိအယက်၌တရှိပါသည်နိအရှိအယက် ။ဘုရားအလောင်းပရိတန်တေယူချိန်၌မေတော်မာယာသည်အသက်မြင့်မြရှိပြီဖြစ်ပါသည်။55နှစ်4လမေတော်မာယာသည်မဟာတက္ကရေ68ခုဝါစုလာပြီဥပုံနေ၌မြည်သည့်ဆရာထံမှရှိပါသည်လာခံယူစောင့်တည်ခဲ့ပါသည်။ဆရာဒေဝိလဆရာဒေဝိလ ဖျားလောင်းတော်သည်မေတော်မာယာဝမ်းကြံဝမ်းကြတိုင်း၌ပြီးတန်တေယူတော်မူသောအခါဖြစ်သောစိတ်ကိုတိကျမှန်ကန်စွာဖြည့်ဆိုပါ ပထမပထမမဟာဝိပဿစိတ်ဖျားလောင်းတော်ပရိတန်တေတည်နေပြီဟု ပညာရှိများကြိုတင်သိနိုင်ကြောင်းပုဗ္ဗနမိတ်ကြီးအရေအတွက်မြင်များရှိပါသည်။ပုဗ္ဗနမိတ်ပုဗ္ဗနမိတ်အရေအတွက်32ပါးရှိပါသည်ပေါ့မေရောမာယာဝန်စာတိုင်း၌လောင်းတော်ပရိသန်တည်တည်နေပြီဖြစ်ကြောင်းပုဗ္ဗနမိတ်အိမ်မက်ကို ဖြေဆိုပြောကြသောဗျမနဗာမောက္ခဆရာကြီးပေါင်းမြင်များရှိပါသည်နီး 64 6ကျိတ်နဲ့4ယောက်ဗျမနာဗမောက္ခဆရာကြီးပေါင်း64ဦးပေါ့နော်မေတော်မာယာတိမေတော်မာယာတိဖျားလောင်းကို ဖွာမြင်ပြီးနောက်နေရွာဆန်ခဲ့ရာမြည်တိနှက်ပြီးတို့ဆံမြန်းမာတဲ့နိတုတိတာနှက်ပြီး အံဖျားလောင်းတော်သည်မိခင်ဝန်းတွင်၌ရပောင်းမိများကြောင့်ပရိတန်တီနေခဲ့ရပါသည်နီ295ရက်ကပိလဝေါကပိလဝေါနေဒေဝတဟပြီကပိလဝေါနေဒေဝတဟပြီနှပီတော်တို့၏အကြ၌လူအများတို့အသုံးပြုသောတောအမိကိုပေါ်ပြပါပေါ့အင်ဂျင်တော်အင်ဂျင်တော် ရဟလောင်းတော်မိရှုတန်စဉ်ဖွားမြင်တော်မူသည့်မဟာတက္ကရေ68ခုဥတုဥတုဂေမာနဥတုဂေမာနကဆုံလာပြီတောက်ကြနေသည့်မိတိနခတ်နှင့်ဆန်းရှင်မသည်နိဝိတာခာနခတ်ဝိတာခာနခတ်မြောက်အရတ်သူခုနှစ်ဘုံဝါကြွလန်းတော်ဖျားလောင်းတော်လေးကိုမဟာဗြဟ္မာမင်းကြီး ဆောင်မိုးပေးခဲ့သောအထီးပြုတော်သည်ယူဇနာမီများရှိပါသည်နှင့်သုံးယူဇနာလောင်းတော်ဖွာမြင်သောအကာဝန်တွင်ကံဝန်တွင်ကံမျက်မြင်မြင်တို့သည် လူကောင်းများကဲ့သို့ကောင်းစွာမြင်နိုင်ခြင်းဩဝနမိတိမိတိမိတိဉဏ်ကိုရဖို့ယံဖြစ်ပါသည်နိဒိဗ္ဗစကုဉဏ် ဖျားလောင်ကို ဖွားမြင်တော်ရဲ့ခါဖျားလောင်ကိုဖွားမြင်တော်ရဲ့ခါရန်သူအချင်းချင်းပင်မေတ္တာတဝင်းချစ်ခင်နိုင်ခြင်းဒီမြည်သည့်တရားများရဖို့ယံဘုရားနမိတ်ဖြစ်ပါသည်နိမဝိဟာရ၄ပါးဖျားလောင်ဖွားမြင်တော်ရဲ့ခါဖျားလောင်ဖွားမြင်တော်ရဲ့ခါမြေချောင်းများအတွင် စီစဉ်နေတော် ရေမြာရတန်သွာခြင်းဒီမိတိညာကိုရဖို့ရရှိဖို့ယံပုဗ္ဗနမိတ်ဖြစ်ပါသည်နိရေမြာရတန်သွာခြင်းဒီတဲ့စတုဝေတာစတုဝေတာရိစညာဘုရားလောင်းပွားမြင်သောအခါမြေချောင်းများအတွင်စီစဉ်နေသောရေမြာရတန်သွာခြင်းဒီ စတုဝေတာရိစဉံကိုရရှိဖို့ယံဘဝနမိတ်ဖြစ်ပါသည်စတုဝေတာရိစဖျားလောင်းတော်နှင့်တစ်ချိန်တည်းတပြိုင်နက်ပေါ်ထွန်းခဲ့သည့်ရွှေဦးကြီးလေးလုံးတို့တွင်အုတ်ဩပလာမီသောရွှေဦးကြီးဤအဝအကျေသည်ဃာဝုတ်အပြင်မိများရှိပါသည်နီတုံးဃာဝုတ် ွေအိုကြီးရဲ့အဝကျဲဒီသုံးကာဝုတ်ရှိပါသည်နန်းဦးစရာနန်းဦးစရာ ကာလဒေဝိလယတိကြီးသည်နံဥစေယကာလဒေဝိလယတိကြီးသည်အတိတ်နာက အတိတ်အနာကနှစ်ရပ်ပေါင်းကဘာမီမြကို အောင်မေတိမြင်နိုင်ပါသည်နီ80အတိတ်အနာကနှစ်ရပ်ပေါင်း ကဘာပေါင်း80တိမြင်နိုင်ပါတယ်တဲ့ကာလကာလဒေဝီလယတိကြီးဤကာလဒေဝီလယတိကြီးဤတူတော်မောင်အမည်ကို တိကျမှန်ကန်စွာပြေဆိုပါနာလကနာလကနာလကလူလင်နာလကလူလင်ယဟန်ပြုပြီးနောက်တရားပွားများအားထုတ်ရန်မြည်တီတော်သို့ဝင်ရောက်ခဲ့ပါသည်နိဟိမဝန္တာတော်ဟိမဝန္တာတော် ဖျားစင်စေဧကံဖြစ်မည်ဟုနမိတ်ဖတ်လျှောက်ထားလျှောက်ကြသောကိုရညာပုံနာဤငယ်အမိကိုတိကျမှန်ကန်စွာဖြေဆိုပါ။အတားဤတချောင်းငင်သူဓာရီတတဓာတောင်မွေဓာသူဓာတအတူမရှိယောက်ျားမြတ်ဟုတည်နိုင်ကြောင်းအတူမရှိယောက်ျားမြတ်ဟုတည်နိုင်ကြောင်းမဟာပုရိသလက္ခဏာတော်ကြီးအည်အတွေ့မြင်များရှိပါသည်နီ32ပါး 32ပါးဘုရားအလောင်းမင်းသားလေးဘုရားအလောင်းမင်းသားလေးမွေးဖပြီးဗနေမြောင်းနေနိုင်မိခင်ဖြစ်သူ မဟာမာယာဒေဝီနဲ့ရဆန်ခဲ့ပါတယ်နီခုနှစ်ရက်မေတော်မာယာနဲ့ရဆန်တော့အခါတန်တုတ်တီတအမိဖြစ်အဘယ်နဲ့ပြီနိုင်ဖြစ်ခဲ့ပါတယ်နီတုတီတာအဲ့တော့မာယာနဲ့ရဆန်တော့အခါတန်တုတ်တီတအမိဖြစ် တုတိတာနတ်ပြည်၌ဖြစ်ခဲ့ပါသည်အလောင်းတော်တိတ်တထမင်းသာရေကူးကစားရန်မင်္ဂလာရေကန်တူဖို့ပေးသူအမည်မှာမိတုနီဝိတုကြုံဝိတုကြုံနတ်တာဝိတုကြုံနတ်တာဝိတုကြုံနတ်တာသောတော်ဒနာမင်းကြီးဒီအလောင်းတော်တိတ်တထမင်းသာ အသက်မြင့်များရွယ်တွင် ရွှေနန်းတော်ကြီး၃ဆောင်ကိုဆောက်လုပ်ပေးခဲ့ပါသည်နီ16နှစ်ဒိဋ္ဌာမင်းသာတောထွက်တော်မူသောအခါမန္နမင်းကမြည်တီစီစဉ်ကိုပြ၍တောမထွက်ရန်နှောက်ယှက်ခဲ့ပါသည်နီစကြမင်းစီစဉ်စကြမင်းစီစဉ်အနောမဟာမြေဟိုဘကံဒီဘကံဒီ ဥတ္တပအကျေမိမြရှိပါသည်နိရှိဥတ္တပရှိဥတ္တပတောင်းတော်မင်းမြတ်သည် အလောင်းတော်မင်းမြတ်သည်စံတော်ကိုပယ်ဖြတ်၍ကောင်းကင်သို့မြောက်ပြစ်လိုက်ရာ ယူဇနာပေါင်းမိမြထီတက်ရောက်တက်ရောက်သွားခဲ့ပါသည်နိတိယူဇနာဂတိကာရဂတိကာရမြမကြီးတီထောင်ကိုကိုယ်သည် ဒုတစီရီတီယူဇနာစနစ်ယူဇနာရှိပါသည်32ယူဇနာပေါ့လေဖျားလောင်းဤစီတော်မြင်ဖျားလောင်းဤစီတော်မြင်ကန္တကကန္တကတေဆုံးသောအခါမြင်းတိနတ်ပြည်နတ်ဖြစ်ပါသည်နီတာရိန်သာနတ်ပြည်အတူပြည်တွင်မာဆုံခံ၍ပန္ဒဝတောင်ထိန်သို့ကြွားရောက်သုံးဆောင်ပါသည်ပန်ပါဇော်၏နာကြီးတပ်ပန်း ဒိုင်ကောင်ရီတဝါယဝပန္တဝတောင်ထိပ်ဗိမ်ပိတရမင်းကြီးသည်ရာဇဂျူဘီတွင်ကြောက်ရောက်လာသည်အလောင်းတော်ဒိဋ္ဌတမင်းသား၏အကြောင်းစုံစမ်းရန်အမတ်ပေါင်း၃ရောက်စီလွတ်ပါသည်အလောင်းတော်အားဖျားပြစ်လင်အလောင်းတော်အားဖျားပြင်းလင်းမိမိနိုင်ငံသူရှိဦးစွာကြွားရောက်တော်မူပါယံမိသူကလျှောက်ထားပါသည်နိဗ္ဗိတာရ အာကိဉ္စညာယရဏအာကိဉ္စညာယရဏအာကိဉ္စညာယရဏဗြမဘုံဒီမဟာကပ်ပေါင်းမြည်မြအသက်ရှိပါသည်နီမဟာကပ်ပေါင်း6တောင်းမဟာကပ်ပေါင်း6တောင်းသက်ရှိပါသည် ကိစ္စတခုကို အောင်မြင်အောင် ပြုလုပ်မည်ဟူသော ပဒါနာဝရိယဤအင်္ဂါရေအတွက်မြင်များရှိပါသည်ဤလေးပါ။ဖျားလောင်းတော်သည်တင်နာနိဂုံးသို့ဆွန်ကန်ကြွားဆွန်ကန်ကြွားပြီးသည့်နောက်ပိုင်းအချိန်မီနောက်ပိုင်းဆွန်ကန်ကြွားဝင်ပြီးသည့်နောက်ပိုင်းအချိန်တိုင်းမြည်တိဘာဝနာ ကမ္မထံကိုပွားများတော်မူပါသည်ဤမေတ္တာဘာဝနာမေတ္တာဘာဝနာ ဖျားလောင်းတော်နှင့်ပင်စဝကီတို့မြည်တီတော်၌ဆုံးတွေ့ကြသည်နီဥရဝေလာတော်ဥရဝေလာတော်တောထွက်တော်မူပါတော်တော်ထွက်တော်မူပါတော်ဘုရားလောင်းတော်အာမန်နဲ့ဒီအတန်အတည်းပြုနိုင်အောင် နှစ်ပေါင်းမြည်မြကြအောင်လိုက်လံကြည့်ရှုခဲ့ပါသည်နီ6နှစ်အလောင်းတော်မြတ်အလောင်းတော်မြတ် လောင်းတော်မြတ်ဘုကနာလိုစွမ်းလူရန်တော်တုဇာတာဤဖခင်အမိကို ဖော်ပြပါတေနာနီတေနာနီတေနာနီကနာနိုစွမ်းလူတာကတုဇာတာတုဇာတာရဲ့ဖခင်ကတေနာနီ တရားမင်းဤတရားမင်းဤဝိစာဝိဇယုတ်တရဝိဇယုတ်တရခအဝိဇရုအဝိဇရုတရခယူတင်းဒီအရေစာအတောင်ပမာဏအပြင်မြည်များရှိပါတယ်နီအတောင်120တရားမင်းဤဝိဇယုတ်တရခယူတင်းဒီအရေစာအတောင်အပြင် 120ရှိပါပြီ120တရားမင်းအင်းခယူတင်ကြီးဒီတကြိမ်မှုတ်လင်းလာပေါင်းမိညကြအောင်အတန်မီဟိမ့်ပါတယ်နီလေးလာဟမ်အပရာဇိတာပလင်ထက်နိုင်အပရာဇိတာပလင်ထက်နိုင်စံနေတော်မူသောဘုရားလောင်းတော်အားကံကာလ ကာလနဂါမင်းကြီးဒီနဂါမပေါင်းမိမြဖြင့်လာရောက်ပူဇော်ခဲ့ပါသည်ရှစ်တောင်းဘုရားလောင်းကိုတိုက်ခတ်ရန်လာရောက်သောမန္တမန္နတ် မန္နတ်ကြီးစီလာသည်ကီရီမေခလာစင်ကြီးဤခန္ဓာကိုယ်သည် ယူဇနာပေါင်းမြင်မြရှိပါသည်။ယူဇနာ150ကီရီမေခလာ ကိရိမိကနာစင်ကြီးရဲ့ခန္ဓာကိုယ်ဟာတဲ့ယူဇနာပေါင်းတရားယူဇနာ150ယူဇနာရှိတယ်တဲ့အပရာဇိတပလင်ပေါ်ရှိအပရာဇိတပလင်ပေါ်ရှိဖျားလောင်းကိုတိုက်ခိုက်ရန်လာတော်မန်နတ်သည်လယုံပေါင်းမြများရှိအောင်ဖန်ဆင်းထားပါသည်နီတထောင်မန်နတ်ကြီးပိုင်ဆိုင်သော အလွန်ဆွမ်းထက်သည့်ဆက်လက်နတ်ကြီးကိုမြေ၌ ်လွင်ပြည့်လင်းနှစ်ပေါင်းမြည်များကြအောင်မြက်ပင်များ မပေါက်နိုင်သည်နီးဆနနှစ်ဆနနှစ်ဆလနဲ့ကြီးကိုတဲ့မြည်နိုင်ပြစ်လိုက်လို့ရှိရင်နဲ့မြက်ပင်တွေမပေါက်ဘဲနေတာဆနနှစ်တိုင်းကြာတယ်တဲ့ဖျားလောင်းတော်သည်မန္နဤပြမမှုအာလုံးကိုမြည်သည့်အစွမ်းဖြင့်ပယ်ရှားတော်မူခဲ့ပါသည်နိမိတ္တ မေတ္တာမေတ္တာမေတ္တာနဲ့ပဲပေးချတော်မူခဲ့တယ်တဲ့အပရာဇိတပလင်တော်၌အပရာဇိတပလင်တော်၌ထိုင်နေတော်မူသောဘုရားလောင်းတော်အားမန္နကလက်နက်မျိုးစားပေါင်းမိများဖြင့်တိုက်ခိုက်ခဲ့ပါသည်နီကိုမျိုးကိုမျိုးလည်းနဲ့မျိုးစားကိုမျိုးဖြင့်တိုက်ခိုက်ခဲ့ပါသည်။ဘုရားလောင်းတော်သည်မန်နဲ့ယံကို ပစုံလာပြီးနေမြည်သည့်အချိန်တွင် အောင်မြင်တော်မူခဲ့ပါသည်နိ။ရာလောင်းတော်ဒီမန်နဲ့ရန်ကိုကစုံလာပြီးနေနေမဝင်မီနေမဝင်မီနေမဝင်မီနော်နေထွက်ချိန်လည်းမဟုတ်ဘူးအာယုံတက်ချိန်လည်းမဟုတ်ဘူးနေမွန်းတက်ချိန်လည်းမဟုတ်ဘူးနေမဝင်ချိန်နေမဝင်မီညနေနေမဝင်မီပေါ့နော်အောင်မြင်တော်မူခဲ့ပါတယ်တဲ့ ဖျားလောင်းတော်မြတ်ဖျားလောင်းတော်မြတ်ဒီဒိဗ္ဗစကုညံတော်ကိုကဆုံလာပြီးနေမည်သည့်အချိန်၌ရတော်မူခဲ့ပါသည်နီးကဆုံလာပြီးတကောင်ယံညတကောင်ယံညတကောင်ယံတုတိတာနဲ့ပြီးတနေတုတိတာနဲ့ပြီးတနေစစောအရာမာနော်ရာမာတာတုတိတာတုတိတာနဲ့ပြီးတနေတန်တုတ်တိတာနမင်း တန်တုတ်တီတာနမင်းကိုင်းဆောင်သောဗရမ ्या ရဲ့ဝန်တီတာဗရမ ्या ရဲ့ဗရမ ्या ရဲ့ရဲ့ရဲ့ရပလေးပါတာရဲ့ဗရမ ्या ရဲ့ဝန်တီအပမနာအဖြစ်မြင်များရှိပါသည်နီတုံးကားဖို့မန်မန်နိုင်ရန်ကိုမန်နိုင်ရန်ကို အောင်းတော်မူသည့်အတွက်မန္နယံကိုအောင်းတော်မူသည့်အတွက်နတ်မြမများက ခန္ဓာကြီးကျယ်စွာ ပူဇော်နေရသည့်အချိန်ဖျားလောင်းတော်သည်မိတိဆံကိုဝင်စားတော်မူနေပါသည်နိယူပါဝဇရာပထမဇံပရိစ္ဆသမုပ္ပတ်ပရိစ္ဆသမုပ္ပတ်အင်္ဂါ12ပါးတွင်ပါဝင်သောအင်္ဂါ12ပါးတွင် ပါဝင်သော အဝိဇ္ဇာသင်္ခါရတရား2ပါးကိုမိတိတရားဟုခေါ်သည်နိ အတိတ်အတွန်းကာလတရားအတိတ်အတွန်းကာလအကြောင်းတရားလို့ခေါ်တယ်ဝိညာဏဏယုတ်ဝိညာဏဏယုတ်တလယရဏဖတ်တဝေဒနာတို့ကိုမြည်တိတရားဟုခေါ်သည်နီးပစ္စုပန်အတွန်းကာလအကျိုးတရားတဏှဥပါဒံကာမဘဝတို့ကိုမြည်တိတရားဟုခေါ်သည်နီးပစ္စုပန်အတွန်းကာလအကြောင်းတရား အကြောင်းတရားဒီအကြောင်းတရားကြောင့်ဒီအကျိုးတရားဖြစ်တယ်ဟမ်အဲ့ဒါလိုပြောချင်တာနော်ပြစ္ဆုတ်ပံအတွန်းကာလအကြောင်းတရားတွေကြောင့်ဝိညာဏယုတ်တလာယနာဖတ်တာဝေဒနာဆိုရယ်ပြစ္ဆုတ်ပံအတွန်းကာလအကျိုးတရားတွေရတယ်ပေါ့နော်ဇာတိစရာမရဏဇာတိစရာမရဏတဲ့အမှန်ဇာတိစရာမရဏတို့ကိုမြည်တိတရားဟုခေါ်သည်နီအနာကအကျူတရား အနာဂတ်အကျိုးတရားပြစ်စုံပံကာလအကြောင်းတရားတွေကြောင့်အနာဂတ်အကျိုးတရားရတာမြတ်စွာဘုရားအလောင်းတော်မြတ်သည်ပရိစ္ဆာသမုပ္ပါအင်္ဂါ12ပါး၌မဟာဝဇိယမဟာဝဇိယဝိပဒနာမဟာဝဇိယဝိပဒနာတမတနာညံတော်ပေါင်းမြည်မြတ်ဖြစ်ခဲ့ပါသည်။တမတနာညံတော်ပေါင်းဂရေ3တန်း6သိန်းဟိုအများကြီးပဲ။ တုံးတန်း6တိတုံးတန်း6တိသမတနာညံတော်ပေါင်းတုံးတန်း6တိဖြစ်ခဲ့ပါသည်เนาะဘုရားလောင်းတော်သောတာပတိမတ်ဖို့ရပြီးနောက်ဖြစ်ခဲ့တော်ပစ္စဝခနာပစ္စဝခနာညံတော်ဤအတွက်မြည်များရှိပါသည်နီ9ပါး ပစ္စဝကနာဉဏ်တော်ရေတွဲ၅ပါးရှိခဲ့ပါသည်အရဟံတဘူအရဟံတဘူရပြီးနောက်အရဟံတမတ်ဖို့အရဟံတမတ်ဖို့ရရှိပြီးနောက်ဘုရားလောင်းတော်တန်တန်၌ပစ္စဝကနာပစ္စဝကနာဉဏ်တော်ပေါင်းအရေတွဲမြည်မြဖြစ်ခဲ့တနည်း၁၉ပါးပစ္စဝကနာဉဏ်တော် 19ပါ ဖြစ်တယ်เนาะ19ပါတောတာပတိမတ်ဖို့ဖြစ်ပြီးတော့အခါကြတော့တောတာပတ်တောတာပတိမတ်ဖို့ရပြီးတဲ့နောက်ပစ္စဝကနာဉဏ်ဖြစ်တာက5ပါ အရဟတမတ်ဖို့ရပြီးတဲ့နောက်မှာပစ္စဝကနာဉဏ်ဖြစ်လာတာက ရရှိတာက19ပါ နိဗ္ဗာန်ရောက်အောင်ပို့ဆောင်သည့် နိဗ္ဗာန်ရောက်အောင်ပို့ဆောင်သည့်ယထာကြီးဟုခေါ်ဆိုရသည့်ဝိတုဒ္ဓိတရားသည်အရေးအတွက်မြင်များရှိပါသည်နည်းခုနှစ်ပါးနိဗ္ဗာန်ရောက်အောင်ပို့ဆောင်သည့်နိဗ္ဗာန်ရောက်အောင်ပို့ဆောင်သည့်ယထာကြီးဟုခေါ်ဆိုရသည့်ဝိတုဒ္ဓိတရားသည်အရေးအတွက်ခုနှစ်ပါးရှိပါသည်အလောင်းတော်မြတ်ရရှိတော်မူသောအလောင်းတော်မြတ်ရရှိတော်မူသောတမပတ်၈ပါး လောင်းတော်မြတ်ရရှိတော်မူသောတမာပတ်၈ပါးအဘိညာဉ်တရား၅ပါးတို့ကိုမိတိဝိတုဒ္ဓိဟုခေါ်ပါသည်။စိတ်တဝိတုဒ္ဓိတမာပတ်၈ပါးအဘိညာဉ်တရား၅ပါးတို့ကိုစိတ်တဝိတုဒ္ဓိဟုခေါ်ပါသည်။စိတ်တဝိတုဒ္ဓိအလောင်းတော်သူမြတ်ရရှိတော်မူသော အရိယမလေးပါးကို အရိယာမလေးပါးကိုမိတိဝိတ္တိဟုခေါ်ပါသည်ဥညာနာတတနာဝိတ္တိလို့ခေါ်တယ်ညာနာတတနာဝိတ္တိဟုခေါ်တယ်အလောင်းတော်သူမြတ်အလောင်းတော်သူမြတ်တန်တန်၌ဖြစ်သောဝိပဒနာဉာဏ်တော်၉ပါးသည်ဝိပဒနာဉာဏ်တော်ကိုပါသည်မြည်တိဝိတ္တိဖြစ်ပါသည်။ပฏิပဒာ ပฏิပဒာညာနာတတနာဝိတုဒ္ဓိပฏิပဒာညာနာတတနာဝိတုဒ္ဓိဉာဏ်သာဝေယတိအပ္ပရာဇိတာပလင်နိုင်ရပောင်းမီမြသတင်းတုံနေတိုင်းတော်မူခဲ့ပါတနိခုနှစ်ရက်အပ္ပရာဇိတာပလင်နိုင်ရပောင်း ခုနှစ်ရက်သတင်းတုံနေတိုင်းတော်မူခဲ့တယ်ပေါ့နော်ဉာဏ်သာဝေယရှင်တိ အနိမေအနိအနိမိတတဟတတဟအနိမိတအနိမိတတတဟကို ကဆုံးလာဤမိတိယမစတင်ဆန်နေတော်မူခဲ့ပါသည်။ကဆုံးလာပြီးကျော်ရှိရရှိရဓမ္မပိတကတရားတော်ကိုအဘိဓမ္မာပိတကပိတကနော်ပိတကပိတက အဘိဓမ္မာပိတကတရားတော်မြတ်ကိုမြည်တီတတဟ၌သုံးသက်ဆင်ခြင်တော်မူပါသည်။ယရဏဂာယယရဏဂယယရဏဂာကြီးကယာကောယယရဏဂယတတဟသောဗျာအင်းကိုယ်တော်မှကွန်မြူးထွက်ပေါ်လာသည့်ရောင်ကြီးတော်တို့သည်မိတိတရားတော်ကိုသုံးသက်ဆင်ခြင်မှဖြစ်ပေါ်ခဲ့ပါသည်နိပဋ္ဌာန်းတရားတော် ပဋ္ဌာန်းတရားတော်ကိုသုံးသပ်ဆင်ခြင်မှဖြစ်ပေါ်ခဲ့ပါတယ်။အဇပါလအဇပါလတတဟအဇပါလတတဟစံတော်မူသည့်နေရက်တည်းဘုရားအဖြစ်သို့ရောက်တော်မူပြီးသည့်ဘနေမိဘနေရက်မြောက်ဖြစ်ပါသည်နီ29ရက်ဘုရားအဖြစ်သို့ရောက်တော်မူပြီး29ရက်မှာအဇပါလတတဟစံတော်မူတယ်ပေါ့လေ။ မန္နမင်းမန္နကြီးဒီမန္နကြီးဒီမြတ်စွာဘုရားအရှင်ဘေးလက်မြောက်အရှင်ဘေးလက်မြောက်လိုက်ပြီးနောက်စိတ်နှလုံးမတာမယာဖြင့်မြေကြီးပေါ်စောင်းချောင်းထိုင်လျက်အရေးအကြောင်းပေါင်းမြည်မြရေးချစ်ဆွဲငင်ခဲ့ပါတည်းနီး16ကြောင်း